အားလုံးပဲမင်္ဂလာပါ CD Insider ဆောင်ကောင်းတော်ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဒီနေ့ညစနေနေ့ပွဲစဉ်ညအတွက်လျှက်ပြအနိုင်ရှုံခံမင်းကျက် Super Computer Prediction အကြောင်းကိုကျွန်တော်တို့ပြောကြပါမယ်ခုနပွဲစတဲ့ကိုကျွန်တော်အမြန်ခံမောမှာဖြစ်တဲ့အတွက်ခုနားတော်နေတဲ့ Mail Show အနေနဲ့အလားနားရှိစင်လေးထားဖို့ဒီ page မှာ CIB ကို YouTube မှာ subscribe မလုပ်ရသေးတဲ့လောက်ထားနိုင်မယ်ကျွန်တော်တို့အစောဆုံးပွဲဖြစ်တဲ့ Brand 4နဲ့ Manchester United နဲ့စားရအောင် ပွဲစဉ်တွေဇက်တိုက်ရှိနေမဲ့စနေနေ့မှာစောစုံကစားမှာ Brentford Manchester United 6နာရီပွဲစဉ်မှာ Ruben Amorim ရဲ့လက်ထပ်ပထမဆုံးအကြိမ်2ပွဲစဉ်နိုင်ရဖို့ Man U ကိုကြိုးစားလာဖို့ရှိနေပါတယ်။ပြီးခဲ့တဲ့ပတ်က Chelsea ကိုအိမ်ပွဲမှာ2-1နဲ့နိုင်ရလိုက်တာက Nita Amorim ကိုဖိအားတွေထိုက်လျက်ပြောသွားစေမှာပါ။သို့တော့ Touch Community ကွင်းမှာကစားမယ်။ရဲညီတို့ဒီဘွဲမှာ 9G 26ရာခိုင်နှုန်းပဲရှိရဲလို့စူပါကွန်ပျူတာကခံမှန်းထားပြီးတော့ ရန်ဖို့ဘက်ကတော့9 G 48ရာခိုင်နှုန်းအထိရှိနေပါတယ်။ရန်ဖို့ဘက်ကနောက်ဆုံးပရီးမီးယားလိဂ်၃ပွဲစဉ်အနိုင်မရထားတာမှန်ပေမဲ့ United နဲ့တွေ့တဲ့အိမ်ကွင်းနောက်ဆုံး၃ပွဲမှာတော့၂ပွဲနိုင်တဲ့ပွဲတွေကျထားပါတယ်။ထို့သောဒီပွဲကသီအတမတ်စီခွဲယူသွားဖို့လည်းများနေတယ်လို့အဲစူပါကွန်ပျူတာကထပ်ခံမှန်းပါတယ်။ United ရဲ့အဝေးကွင်း9 G 26ရာခိုင်နှုန်းဆိုတာကအမှတ်ပလာနေတော့အိမ်မပြန်ဘူးလို့ကျွန်တော်တို့တွေးဆကြည့်လို့ရပါတယ်။ United ဘက်ကိုကြည့်ရင်လည်းနောက်ဆုံးအဝေးကွင်း9ပွဲမှာ2ပွဲတည်း5ပွဲအထိရုံးနေထားတာပါ ရန်ဖူဂိုရိုင်းရန်လေဒီအာဒီမှာအနိုင်ရနေတော့အရှုံးဖြစ်တဲ့ပွဲရည်တော့ကများနေတာကြောင့် United ဘက်ကအမှတ်ခွဲယူနိုင်ချေရှိနေပါတယ်။နောက်တစ်ပွဲက Chelsea နဲ့ Brighton မှာကျန်ခဲ့တဲ့ဘက်ကစိတ်ပျက်စရာရှုံးပွဲကို Chelsea တို့ကြုံတွေ့ခဲ့ရပါတယ်။ဒီရှုံးရလက်ကိုခြေထက်ဖို့အတွက်စနေနေ့ည7:00နာရီခွဲမှာပဲ Brighton တို့ကို Stamford Bridge မှာအဲ့ခန်ကစားသွားဖို့ရှိနေပါတယ်။ Super Computer ရဲ့အတွက်ချက်မှုအရဒီပွဲမှာ Chelsea နိုင်ချေ98.1%ရာခိုင်နှုန်းရှိနေပြီ။ Brighton နိုင်ချေကတော့20.1%ရာခိုင်နှုန်းသာရှိနေပါတယ်။ Brighton နဲ့တွေ့ဆုံနိုင်ရလကောင်းလေးရှိတဲ့ Chelsea တို့အားသာနေပြီးတော့အိမ်ဝင်းမှာ Brighton ကိုရဲခံစားတဲ့နောက်ဆုံး12ချိန်မှာ6ပွဲနိုင်တဲ့ပွဲသာရှုံးနေထားပါတယ်။ဂျာရဲ့ EFL ခံမှာ Lincoln ကို1-2နဲ့နိုင်ရပြီးပြန်ပွဲဆုံး3ပွဲဆက်နိုင်ပွဲပြောင်းနေမှုကိုလည်း Chelsea ကိုဆုံးသက်ထားရပါ Brighton ကတော့နောက်ဆုံး6ချိန် Chelsea နဲ့တွေ့ဆုံရမှာ3ပွဲနိုင်3ပွဲရှုံးထားပါတယ်။ Chelsea Premier League 2ပွဲဆက်လည်းနိုင်ပွဲပျောက်ဆုံးနေရပါ။ Stanford Bridge မှာဆိုရင် Chelsea တို့ရလက်ကောင်းတွေရှိပါတယ်။နောက်ဆုံးစနစ်ပွဲမှာ6ပွဲနိုင်3ပွဲတိကြတာတို့9ပွဲတိ clean sheet ထားထားပါတယ်။သုံးပွဲနောက်ကတော့ Crystal Palace နဲ့ Liverpool ပါ။ Crystal Palace ရဲ့ Sehe Back မှာရှုံးခွဲမရှိသေးတဲ့နှစ်တင်လာတွေ့ကြမှာပါ။သို့တော့ဒီဘက်မှာ Liverpool ကသူတို့ရဲ့ရာနှုန်းပြနိုင်ပွဲဆန်ချိန်ကိုထိခိုက်ခံမှာမလားဆိုတော့စောင့်ကြည့်သွားမှာပါ။ကြိုင်မှာလဲ Southampton ကိုနိုင်ရတာလို့ဒီပွဲအတွက်လဲ Super Computer က Liverpool နိုင်ကြီး48.6ရာခိုင်နှုန်းတို့ရှိရလို့ခံမှန်းထားတဲ့အကြောင်း game week စစ်မှာလည်းဘာဘူးတို့နိုင်ရသွားဖို့များနေပါတယ်။ Bellis တို့လည်းဘာဘူးနဲ့နောက်ဆုံး16ကြိမ်တွေ့ဆုံရမှာတပွဲသာနိုင်ရထားပြီး3ပွဲစီ12ပွဲရှုံးနေထားတာပေါ့။ Community ရှိပွဲမှာတော့ penalty နဲ့အနိုင်ရထားပြီးဒီပွဲမှာလည်းနိုင်ကြီး28တန်းတမတိရခိုင်တော့နော်ပြောလို့ပါမှာ chance ရှိနေပါသေးတယ်။ပွဲစီလေးကတော့ Manchester City နဲ့ Burnley ရှစ်ခွဲမှာကန်ကြမှာပါ။ဒီတစ်ပတ်ပွဲစဉ်တွေထဲမှာနိုင်ဂျီအမြင့်ဆုံးအသင်းက Man City ပါနိုင်ဂျီ86တဲ့တမတစ်ရပိုင်းတော့ဒီ Super Computer ကပေးထားပါတယ် ဗန်လီဘက်မှာတော့6.9ရာခိုင်နှုန်းတာရှိရပါကျန်ခဲ့တဲ့အပတ်ကပွဲစဉ်မှာတော့အာဆင်နယ်နောက်ကျချေပါကိုကြောင့်မန်စီးတီးကိုနိုင်ပွဲနဲ့ဝေးခဲ့ရပါတယ်ဒါရင်မှာကစားတဲ့လိကက်ပွဲစဉ်မှာဟက်တာဖီးကိုနှစ်ခုပြန်နိုင်ရတာပြီးဂွာရီယိုလာအနေနဲ့လည်းဗန်လီနဲ့အင်ကွင်းမှာတော့သူ့အသင်းကိုနိုင်ပွဲလမ်းကြောင်းပေါ်ပြန်တင်ပေးဖို့ရာနှုန်းပြေယုံကြည်နေပါပါဗန်လီနဲ့နောက်ဆုံး73ကြိမ်တွေ့ဆုံရမှာဂိုးပေါင်းကစီးတီးက46ဂိုးတွင်ပြီးဗန်လီက2ဂိုးပဲပြန်သွင်းထားနိုင်ပါတယ်ဒီဂိုးကွာဟာချက်ကကြောက်စရာပါဤတည့်ကွင်းမှာနောက်ဆုံး16ပွဲဆက်ဗန်လီတို့နိုင်ပွဲမရထားပါဘူး 6ပွဲတည်း73ပွဲထိရှုံးနေထားတော့နောက်ဆုံးပွဲမှာ Forest ကို1-1စီကစားထားပေမဲ့လက်ရှိ Burnley ခန်းစစ်က Premier League မှာအတော်ဆိုးရတဲ့တဲ့ပါဝင်နေပါတယ်။ဘယ်အသင်းကမှသူတို့လို65ချိန်ကြီးအကံမခံရသလိုဂိုးပေါက်တဲ့ကံချက်လည်း25ချိန်ကြီးခွင့်ပြုထားခြင်းမရှိပါဘူး။အဲ့တော့ Burnley ရဲ့ခန်းစစ်ကဒါကိုစိုးနေရတော့ပွဲစဉ်9ကတော့ Leeds နဲ့ဘုံပေါက်စစ်ခွဲမှာကန်ကြပါပါ။ Premier League ၄ပွဲဆက်မရှုံးထားတဲ့ဘုံပေါက်ကို Leeds က9ပွဲရလာဖို့ကြိုးစားဖို့ရှိနေပါတယ်။ ။ဤတော့နောက်ဆုံးပွဲစဉ်မှာ Wolf ကို3-2နဲ့အနိုင်ရတာတယ်။လီအနေနဲ့ဘုံမောက်ကိုနောက်ဆုံးအိမ်ကွင်း9ကြိမ်လုံးယာနှုတ်ပြီးအနိုင်ရတာပါတယ်။ဘုံမောက်ကလည်းလီကိုတခါမှ2ပွဲစဉ်အနိုင်ကြဘူးခြင်းမရှိပါဘူး။သို့သော်စူပါကွန်ပျူတာကတော့ဒီကွဲမှာဘုံမောက်နိုင်ခြင်း44.8%တုံးရှိတယ်လို့ခန့်မှန်းထားပြီးလီနိုင်ခြင်းကတော့30%တုံး2%ရှိပါတယ်။25%တုံးကတော့တည်ကြသွားနိုင်ခြင်းရှိနေတာပါ။ဝဲတင်ချောင်းမှာတော့ Northern Forest နဲ့ Sunderland တို့၁၇နှစ်မှာကံကြပါမယ်။ Week 6မှာ Nasty ပြည်နိုင်ခြင်းအမြင့်ဆုံးအသင်းက Forest ပါ။ ။သို့သော OCGoGlue ရဲ့လက်အောက်မှာနိုင်ပွဲတော်မရရှိသေးပါဘူး။စူပါကွန်ပျူတာကတော့ Forest 9G 67.5ကင်တုံးလို့ခန့်မှန်းထားပြီး Sinaland 9G ကတော့17.2ကင်တုံးသာရှိနေပါတယ်။ကျန်ကလေးဘက်က၁၀ရောက်တဲ့ Villa ကို1-1တေခံရတဲ့ Central Line ကိုလည်း short တွက်လို့တော့မရပါဘူး။လက်ရှိ၅ဘွယ်ကစား၈မှတ်ရတာက2010နောက်ပိုင်း EPL မှာ Central Line ရဲ့အကောင်းဆုံးမှတ်တမ်းလေးဖြစ်နေပါတယ်။နောက်ဆုံးစနေနေ့နောက်ဆုံးပွဲစဉ်ဖြစ် Spa နဲ့ Wolves တစ်ခွဲမှာကန်ကြမှာပါစနေနေ့နောက်ဆုံးပွဲတင်မှာတော့ UF အနေနဲ့၅ပွဲရှုံးနေထားတဲ့အခြေအနေကြောင့်မဖြစ်မနေရက်တန်သွားဘူးကြိုးစားရမှာပါဂျာရဲ့လီကတ်မှာ Everton ကို2-0နဲ့နိုင်လိုက်တာက Vita Pereira ရဲ့အသင်းကိုချိန်ပိုင်းဆိုင်မြင့်တက်သွားစေမှာပါပြီးတော့ Super Comita ကတော့ဒီပွဲမှာ Spartan ကြီး60%နဲ့ခွန်ရာခိုင်နှုန်းပေးထားပြီ UF အနေနဲ့နိုင်ရဲ့68%နဲ့600ခိုင်နှုန်းကရှိနေတာကြောင့်ရှုံးပွဲဆက်သွားဖို့များနေပါတယ် Uva Thomas Grant ရဲ့အသင်းတွေစီကဆယ်မှတ်တွေရယူထားဘူးတဲ့တမိုင်းလေးတခုကတော့ဒီလိုအတွက်မျောလင်းခြင်းတွေဖြစ်နေပါတယ် သုံးပွဲနဲ့တပွဲတည်းတပွဲရှုံးနေထားတာပေါ့ဒါကတော့စနေနေ့မှာကန်သွားမယ်ခုနှစ်ပွဲလုံးကိုပြည့်ပြည့်ကန်မန်ချက်စူပါကွန်ပျူတာရဲ့ prediction တွေပဲဖြစ်ပါတယ်တနင်္ဂနွေနေ့ပွဲတင်နေအတွက်လည်းဒီလိုပဲကျွန်တော်ခံပါဦးမှာဖြစ်တဲ့အတွက်နောက်ပြီးဒီလိုမျိုးကျန်လေတွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ